်မင်္ဂလာပါရှင်ဒီကနေ့ကနောက်ဆုံးရထိတ်တန့်သတင်းလေးကိုတင်ဆက်ပေးပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ NLD အပြတ်အသတ်အနိုင်ရရှိခဲ့သော2020ရွေးကောက်ပွဲကိုလွတ်လပ်တရားမျှတသောရွေးကောက်ပွဲအဖြစ်နိုင်ငံတကာကအသိအမှတ်ပြုထားပြီးစေအိုစုရဲ့အထူးရောင်ရွေးကောက်ပွဲတရားမဝင်ပဲနိုင်ငံတကာကလည်းလက်မခံဟုကြေညာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကအပြည့်အသက်နိုင်ရရှိခဲ့သော2020ရွေးကောက်ပွဲကိုလွတ်လပ်ရေးတရားမျှတသောရွေးကောက်ပွဲအဖြစ်နိုင်ငံတကာကအတိအမှတ်ပြုထားပြီး COC အတူရောင်ရွေးကောက်ပွဲမှာတရားမဝင်ကြောင်း NLD ကယနေ့ကြေညာချက်ထုတ်ပြန်ပါတယ်2020ခုနှစ်နိုဝင်ဘာလ10ရက်နေ့တွင်ကျင်းပခဲ့သောမြန်မာနိုင်ငံပါတီဆောင်အထွေထွေရွေးကောက်ပွဲသည်ကမ္ဘာကောင်းဆောင်များတန်တမန်များနှင့်ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအတိုင်းဝိုင်းမှလွတ်လပ်ရေးတရားမျှတသောရွေးကောက်ပွဲအဖြစ်အတိအမှတ်ပြုခဲ့ကြကြောင်း သို့သောစစ်တပ်ကမဲဆယ်ရမှားယွင်းမှုရှိသည်ဟုအထောက်ထားမရှိသောစွပ်စွဲချက်ဖြင့်2021ခုနှစ်ဖေဖော်ဝါရီလတရက်နေ့တွင်ဒီမိုကရေစီနှိကျရွေးကောက်ခံအစိုးရထံမှအာဏာလွတ်ယူခဲ့ကြောင်းဆီယနာသိမ်းပြီးနောက်စစ်တပ်သည်လူခွင့်ရေးချိုးဖောက်မှုများစွာကျူးလွန်နေခဲ့ပြီးယခုအခါစစ်ပေးရှောင်ဒုက္ခသည်3.6တန်းကျော်ရှိလာခဲ့ကနိုင်ငံရေးအကျဉ်းသား19000ကျော်ရှိနေကြောင်းယခုအခါဆေးအုပ်စုသည်ဒီမိုကရေစီစံနှုန်းများနှင့်ကန့်ညီမှုမရှိသောအတူရောင်ရွေးကောက်ပွဲကိုကျင်းပရန်ကြိုးပမ်းနေပြီး၎င်းသည် နိုင်ငံဧရိယာဤသုံးပုံတပုံခန့်တွင်သာကျင်းပနိုင်မည်ဖြစ်ကြောင်း NLD ကထောက်ပြပါရယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကစေအိုစုဤအတူရောင်ရွေးကောက်ပွဲကိုလက်မခံအတိမတ်မပြုကြောင်းနှင့်နိုင်ငံတကာအတိုင်းဝိုင်းအား၎င်းရွေးကောက်ပွဲကိုအတိမတ်မပြုရန်ဒီပညာနှင့်ငွေချေအထောက်ပံ့မပေးရန်ရွေးကောက်ပွဲလိလသူများစီလိုခြင်းမပြုရန်တိုက်တွန်းထားပါရယ်2020ခုနှစ်နိုဝင်ဘာလ10ရက်နေ့တွင်ကျင်းပခဲ့သောအထွေထွေရွေးကောက်ပွဲတွင်မဲဆန္ဒနှင့်1118နိုင် ရာဂိုင်းနှုန်းအပြင်95တသမ38ရာဂိုင်းနှုန်းတွင်ကျင်းပနိုင်ခဲ့ကြောင်းနိုင်ငံရေးပါတီ62ခုမှ90လလောင်း9389ဦးနှင့်တတိပုဂ္ဂလ90လလောင်း260ဦးတို့ဝင်ရောက်ရှင်ပြိုင်ခဲ့ကြောင်းစနမဲပေးခွင့်ရှိသူ382,8448ဦးရှိရာတွင်တနိုင်ငံလုံးစနမဲပေးမှုအနေဖြင့်87ရာခိုင်နှုန်းကျော်လာရောက်မဲပေးခဲ့ကြပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှမဲစန္ဒာနှင့်အလုံးဤ82.36ရာခိုင်နှုန်းအနိုင်ရရှိက ထွတ်တော်ကိုယ်စားလှယ်920ဦးရွေးချယ်တင်မြှောက်ခံခဲ့ရကြောင်း NLD ကပြောပါရယ်မြန်မာပြည်သူတို့သည် COVID-19 ကယောဂါကိုရင်ဆိုင်လျက်နှင့်မိမိတို့ဆန္ဒကိုရဲရင်စွန်စားဖော်ထုတ်ခဲ့ကြကြောင်းပထမအကြိမ်မဲပေးခွင့်ရသူ first time voter ငါးတန်းကျော်နှင့်ပြည်ပရောက်နိုင်ငံသားများလည်းစိုက်ရောက်နိုင်ငံများမှတက်စစ်ပါဝင်မဲပေးခဲ့ကြကြောင်းကိုဗစ်အနေရကြမှပြည်သူများတက်ခဲနဲ့ပူးပေါင်းပါဝင်မှုကြောင့် ပေါ်ထွက်လာသည့်2020ခုနှစ်ရွှေကောက်ပွဲရလဒ်ကိုနိုင်ငံတကာမှကောင်းဆောင်များနှင့်ရွှေကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့အစည်းများကကြိုဆိုထောက်ခံခဲ့ကြကြောင်းနိုင်ငံတကာအဖွဲ့အစည်းများနှင့်ရွှေကောက်ပွဲလေ့လာသူများကလွတ်လပ်တရားမျှတသောရွှေကောက်ပွဲအဖြစ်အတိအမှတ်ပြုခဲ့ပြီးအတိအမှတ်ပြုသောအဖွဲ့များတွင် ASEAN Network for Free Election ANFREL People Alliance for Credible Election PACE ရွှေကောက်ပွဲစောင့်ကြည့်ရေး Japan Mission အဖွဲ့ ခါတာစန္ဒာပြည်တွင်ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့ဆန္ဒဖွဲ့တို့ပါဝင်ကြောင်းသိရပါတယ်။တရုတ်ပြည်သူသမ္မတနိုင်ငံတော်သမ္မတကြီးရှီဂျင်ဖင်မြန်မာနိုင်ငံဆိုင်ရာအမေရိကန်တန်ယုံရှန်ကုံအမေရိကန်မျိုးသားလုံခြုံရေးအကြံပေးရိုဘတ်စီယိုဗယန်အမေရိကန်နိုင်ငံသားရေးဝန်ကြီးမိုက်ပွန်ပီယို UK နိုင်ငံသားရေးဝန်ကြီးမစ္စတာနိုင်ဂျဲအဒမ်ဖီဒီရှာတန်အမတ်ကြီးမစ္စတာတန်ချန်ကနေဒါနိုင်ငံသားရေးဝန်ကြီးဌာနဩစတြေးလျနိုင်ငံသားရေးဝန်ကြီးမစ္စစ်မာရီစပိန်ဂျပန်ဝန်ကြီးချုပ် ်ယိုရှိဟီတဲစုကအိန္ဒိယဝန်ကြီးချုပ်နာရန်ထရာဒီမုံထိုင်းဝန်ကြီးချုပ်မစ္စတာပရာရော့ချန်အိုဂျာစင်ကာပူဝန်ကြီးချုပ်မစ္စတာလီရှန်လွန်ဘူတန်ဘုရင်မင်းမြတ်ဂျစ်မီခီဆာနန်ချေဝမ်ချောင်းဘူတန်ဘုရင်မင်းမြတ်နှင့်ဥရောပသမ္မတတို့က NLD ပါတီဤရွေးကောက်ပွဲအောင်နိုင်မှုရလဒ်ကိုဂုဏ်ပြုချီးကျူးခဲ့ပြီးဒေါအောင်ဆန်းစုကြည်ကိုချီးကျူးဂုဏ်ပြုခဲ့ကြောင်းသိရပါတယ်လရှိအချိန်ထိအပီပီဆိုင်ရာလွှတ်တော်များတမကအပါဝင်နိုင်ငံတကာအတိုင်းဝိုင်းက2029ခုနှစ်နိုဝင်ဘာလအထွေထွေရွေးကောက်ပွဲရလဒ်ကို အတိအမှတ်ပြုနေဆဲဖြစ်ပြီးဥရောပသမဂ္ဂနှင့်ကမ္ဘာကုလသမဂ္ဂစသည့်အဖွဲ့အစည်းကြီးများအပါအဝင်နိုင်ငံတကာအတိုင်းဝိုင်းကမြန်မာအရေးနဲ့ပတ်သက်၍2020ရွေးကောက်ပွဲရလဒ်အပေါ်တွင်သာအခြေခံ၍ချင်းခက်ပြောဆိုလျက်ရှိကြောင်း NLD ပါတီကဆိုပါတယ်။ထို့ပြင်2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီဖွဲ့စည်းထားသောပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း2020ရွေးကောက်ပွဲရလဒ်ကိုတရားဝင်အသိမှတ်ပြုခဲ့ကြောင်း2020ရွေးကောက်ပွဲရလဒ်တည်သာပြည်သူ့ဆန္ဒနှင့်အညီတရားဝင်တည်ရှိနေဆဲဖြစ်ကြောင်း NLD ကထုတ်ပြန်ပါတယ်။ 2021ခုနှစ်ဖေဖော်ဝါရီလတရက်နေ့တွင်မြန်မာစစ်တပ်ကမဲဆယံမှားယွင်းမှုရှိသည်ဟုသောအကြောင်းပြချက်ဖြင့်ရွှေကောက်ခံတီစဲအစိုးရထံမှအာဏာလုယူခဲ့ခြင်းသည်မြန်မာနိုင်ငံ၏ထိုစင်က2008ဖွဲ့စည်းပုံအခြေခံဥပဒေအပအဝင်အခြားမည်သည့်တီစဲဥပဒေများနှင့်မျှကိုက်ညီမှုမရှိကြောင်းမဲဇယင်မှားယွင်းမှုရှိသည်ဟုစစ်တပ်ကဆွဆွဲခဲ့တော်လေအဆိုပါဆွဆွဲချက်မှာအထောက်အထားခိုင်လုံခြင်းမရှိကြောင်းမဲဇယင်မှားယွင်းသည့ ထို့နောက်မင်းမတမာမှုရှိခဲ့သည်ဟုလိမ်ညာဆွဆွဲ၍အာနာသိမ့်ယူမှုသည်အထောက်ထားမခိုင်လုံသည့်အပြင်ထိုကိစ္စနှင့်ပတ်သက်၍မြမစစ်တပ်၌ဥပဒေအရအစုံအဖြတ်ပြုပိုင်ခွင့်အရေးယူဆောင်ရွက်ပိုင်ခွင့်လည်းမရှိကြောင်းမဲစရင်မှားယွင်းမှုနှင့်မင်းမတမာမှုတို့သည်ဓာတ်ရိုက်သက်ဆိုင်သောအကြောင်းအချင်းအရာများမဟုတ်ကြပါရွှေကောက်ပွဲဆိုင်ရာအငင်းပွားမှုများမှားယွင်းချွတ်ချော်မှုများကိုကင်တွယ်ဖြေရှင်းရန်တာဝန်နှင့်လုပ်ပိုင်ခွင့်မှတည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေအရပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှစ၍သက်ဆိုင်ရာကော်မရှင်အစစ်စစ်ထမ်းလိုက်တာ တရှိကြောင်း NLD ကပြောပါရယ်စေအုပ်စုကျင်းပမဲ့အထူးရောင်ရွေးကောက်ပွဲဤတရားမဝင်ပေစေအုပ်စုကဖွဲ့စည်းလိုက်သည့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည်ဒီမိုကရေစီစံတော်များဖက်ဒရယ်စံတော်များဖြင့်ခိုက်ညီမှုမရှိသောအထူးရောင်ရွေးကောက်ပွဲကျင်းပရန်ကြိုးပမ်းနေကြောင်းစေအုပ်စုအနေဖြင့်၎င်းတို့ကိုးကားနေသော2008ဖွဲ့စည်းပုံအခြေခံဥပဒေအရပင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုဖွဲ့စည်းပိုင်ခွင့်မရှိကြောင်းစစ်တပ်စီစဉ်ကျင်းပမဲ့ရွေးကောက်ပွဲကိုပြည်သူကပယ်ချလျက်ရှိကြောင်း စစ်တမ်းများအရာလဲစစ်တပ်ကစီစဉ်မဲ့ရွေးကောက်ပွဲကိုပြည်သူလူထုကပြက်ပြက်သားသားညှင်းပယ်ကြောင်းတွေ့ရှိရမည်ဖြစ်ကြောင်း NLD ကထောက်ပြပါရယ်2021ခုနှစ်ဧပြီလ24ရက်နေ့အာနာလူအကြံဖက်စစ်ကောင်စီဥက္ကဋ္ဌမင်းအောင်လိုင်းကိုတိုင်တက်ရောက်သဘောတူညီခဲ့သောအာဆီယံဆိုင်ရာမြန်မာအရေးဆိုင်ရာဘုံသဘောတူညီချက်၅ချက်နှင့်ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ဆုံးဖြတ်ချက်အမှတ်2669တွင်လည်း အာနာသိန်းစစ်ကောင်စီကရွေးကောက်ပွဲကျင်းပရန်ကိစ္စအလင်းမပါဝင်ကြောင်းထို့ပြင်2025ခုနှစ်အောက်တိုဘာလ25ရက်နေ့ကထုတ်ပြန်လိုက်သည့်အာဆီယံ၏ထုတ်ပြန်ချက်တွင်ဗတ်အသီးသီးမှအကြံဖတ်မှုများရပ်တန့်ပြီးအားလုံးပါဝင်သည့်နိုင်ငံရေးဆွေးနွေးမှုများကိုဦးစားပေးပြုလုပ်ရမည်ဟုဖော်ပြထားကြောင်းဥရောပသမဂ္ဂအာဆီယံလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့အစရှိသည့်နိုင်ငံဆောင်အဖွဲ့အစည်းများကလည်းစီအုပ်စုကျင်းပမဲ့ရွေးကောက်ပွဲကိုလက်မခံကြောင်းကြေညာချက်များထုတ်ပြန်ခဲ့ကြကြောင်းသိရပါသည် အမျိုးသားဒီမိုကရေစီအခွဲချုပ် NLD ကပြည်သူများ၏ဆန္ဒနှင့်တိုင်းရင်းသားမဟာမိတ်များ၏ကြီးမားချက်ဖြစ်သည့်စေအာနာရှင်စနစ်ချုပ်ငိမ့်ပြီးအသွင်တရံနှင့်အနှစ်သာရပြောင်းလဲမည်ဒီမိုကရေစီအခွင့်အရေးများကိုအခြေခံသောဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးလမ်းကြောင်းပေါ်တွင်ခိုင်မာစွာရပ်တည်နေကြောင်းအဆိုပါလမ်းကြောင်းကိုတန်းတူညီမျှမှုနှင့်ပြည်သူလူထု၏ဆန္ဒကိုအခြေခံ၍ဒေတာရင်းအင်အားစုများနှင့်အတူတကွပူးပေါင်းဆောင်ရွက်ကဖက်ဒရယ်ယူနစ်များ၌ဂျာကာလာဖွဲ့စည်းပုံအခြေခံဥပဒေသို့ဂျာကာလာအစီအမံများရေးဆွဲအကောင့်ထဲပေါ်နေပြီဖြစ်ကြောင်းသိရပါသည် အထူးရောင်ရွေးကောက်ပွဲကိုအာရမကျင်းပရန်ပြည်စင်နေခြင်းသည်မြန်မာနိုင်ငံဖြိုပွဲမှုကိုဥတီစေပြီးပြည်ပခများကိုသာတိုးပွားလာစေမည်ဖြစ်သဖြင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်လက်မှတ်ခံအတိအမှတ်မပြုပူးပေါင်းဆောင်ရွက်မည်မဟုတ်ကြောင်းဆေးဥစုကျင်းပမဲ့ရွေးကောက်ပွဲကိုအတိအမှတ်ပြုခြင်းသည်လက်နက်ကင်စစ်တပ်များကဒီမိုကရေစီနည်းကျရွေးကောက်ခံအစိုးရများကိုဖြုတ်ချနိုင်သည်နိုင်ငံရေးကောင်းဆောင်များကိုလည်းဖမ်းဆီးထောင်ချနိုင်သည်အနိုင်ရပါတီများကိုဖျက်သိမ်းနိုင်သည်ဆိုသည့်သတင်းစကားပေးခြင်းဖြစ်သွားနိုင်ပါကြောင်း ရှင်းတို့ထောက်ခံလိုက်ပါကပြည်သူလူထု၏ဆန္ဒကိုပြစ်ပယ်လိုက်ခြင်းသာဖြစ်ကြောင်းတို့ဖြစ်၍နိုင်ငံတကာကောင်းဆောင်များ၏အစိုးရများအနေဖြင့်မြန်မာပြည်သူတို့၏ဆန္ဒကိုအမှန်တကယ်လေးစားအသိမှတ်ပြုပါယံစီအိုစု၏အတူရောက်ရွေးကောက်ပွဲအတွက်ဒီပညာထောက်ပံ့နှင့်ငွေကြေးဆိုင်ရာအကူအညီများပေးအပ်ခြင်းမပြုယံရွေးကောက်ပွဲလေ့လာသူများကိုစေလိုခြင်းမပြုယံ ်စေအုပ်စုကျင်းပမဲ့ရွေးကောက်ပွဲသည်တရားမဝင်ကြောင်းနိုင်ငံတကာကအသိအမှတ်မပြုကြောင်းဘူးရဲကြေညာချက်ထုတ်ပြန်ရန်အဆိုပါတရားမဝင်ရွေးကောက်ပွဲရလဒ်ကိုအသိအမှတ်ပြုခြင်းမပြုပါရန် NGD ကပန်ချတိုက်တွန်းချပါတယ် ရှင်ပြင်တရားမဝင်ရွေးကောက်ပွဲရလက်အရာပေါ်ထွန်းလာမည့်အဖွဲ့တင်နှင့်ပူးပေါင်းဆောင်ရွက်ခြင်းမပြုပါယံထောက်ပံ့ကူညီမှုများမပေးယံနှင့်ပိတ်ဆို့အရေးယူမှုများဆက်လက်ထားရှိယံ2020ခုနှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲမှတရားဝင်ရွေးချယ်တင်မြှောက်ထားသောအနိုင်ရပါတီကောင်းဆောင်ဖြစ်သည့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နိုင်ငံသားရေးဝန်ကြီးဒေါအောင်ဆန်းစုကြည်နှင့်ဒုတိယဥက္ကဋ္ဌနိုင်ငံတော်သမ္မတကြီးဦးဦးမြင့်တို့အပါအဝင်နိုင်ငံရေးအကျဉ်းသားများအလုံးလွတ်မြောက်ရေးဆောင်ရွက်ပေးယံဒီမိုကရေစီစနစ်ရှင်သန်ရေးလိုလာသောမိတ်ဆွေနိုင်ငံများ အားလုံးပူးပေါင်းဆောင်ရွက်မြန်မာနိုင်ငံ၏ဒီမိုကရေစီရေလူ့အခွင့်အရေးနှင့်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကိုကုညီအကောင့်ထဲပေါ်ပေးပါရန် NLD ကတိုက်တွန်းတောင်းဆိုထားပါတယ်။